တစ်ခါလေဘောလုံးမွဲကြည့်နေနေနဲ့လက်ကန်လိုက်ပါလားဂိုးနိုင်တဲ့အနေထားတော့ချစ်တင်ကပြောတာတွေရှိခဲ့ပါပါ ပြီးတော့ပြန်ပတ်တဲ့ကိုရီးယားရှိမှာကိုအားပေးတဲ့အသင်းဘောလုံးပေးဖို့မှုတွေပဲလုပ်နေတယ်ထိုးပေါက်ဖို့မကြိုးစားဘူးအဲ့လိုခြေနေမှုကြောင့်အားမလို့အားမရဖြစ်နေတဲ့အခြေအနေတွေမြင်ရပါတယ်အဲ့ဒါကဒီချက်နဲ့အပြောင်းအလဲတွေကြောင့်လို့ပြောလို့ရပါတယ်2015ခုနှစ်လောက်တော့ပြန်ပတ်တဲ့ကိုပေါက်ကိုကန်သွင်းတဲ့ ကိုးရီရဲ့40ရာခိုင်နှုန်းကကိုးရီယာပြင်ဂိုင်း20ကျော်ကနေကန်သွင်းတဲ့ကိုးရီပါအချိန်လုံးကဝေကန်ကြတဲ့နာမည်ကြီးတဲ့ဂျရက်တို့နောက်ပြီးတော့လမ်ပတ်တို့ရွန်နီတို့ရဲ့ကန်ချင်မျိုးဒီဘက်ခစ်ဘောလုံးလောကမှာမြင်ရဖို့တော်တော်လေးခက်ခဲသွားတဲ့အချိန်ပါအဲ့ဒါဒီကဘာကြောင့်လဲလို့ပြောရင် data တွေကိုအသုံးပြုပြီးနီးစနစ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေလုပ်လာမှာ data တွေကြောင့်ပြောင်းသွားတဲ့ဒီအပြောင်းအလဲတွေကြောင့်ပြောပြပါမယ် တကယ်တော့ဒီတာရီချောက်ပြောင်းတဲ့အပြောင်းလေးကဘလုံးလောကကြီးတစ်ခုလုံးဒီပါပြောင်းတာဒါပေမဲ့အဲဒီမှာတော့တချို့တိတာထင်ရှားတဲ့ပြောင်းလဲမှုတွေကိုပြောပြပါမယ် Sport Insight Channel လေး Subscribe လုပ်ပေးပါဦးခုနကပြောတဲ့ဒီ long shot တွေကနေပြီးလစဉ်900ကျင်းတွက်ချက်တဲ့အခါတရမှာ900နိုင်ကြီးက2900ကနေ5ခုအတွင်းမှာရှိတယ်လို့ဆိုတယ်ဒါကြောင့်ဒီဘက်ခေနောက်ပိုင်းဘောလုံးလောကမှာနီးပြတွေကသူ့အသင်းရဲ့ကစားသမားတွေဝေးကန်ချက်ကဒီတစ်ဆင့်900ဘူးအတွက် စ조사တာမျိုးမလုပ်ဖို့တားမြစ်လာကြတယ်။အဲ့ဒီမျော်မှန်း900ရနိုင်ကြီး HG ပေါ့နိ expected group ကိုပြန်ကြည့်ရခါအဝေးကန်ချက်တိကနေပြီးတော့900နိုင်နေအခြေအနေကအလုံးတရာမှာ2ခုကနေ5ခုတွင်ရနိုင်တယ်။ penalty ရနေပြီးတော့တစ်ဆင့်900နိုင်ကြီးကတော့86ရခိုင်နှုန်းရှိတယ်။ပြောရရင်တရာမှာ86ခုလောက်ရနိုင်တယ်။ပေမဲ့အင်းရဲ့ဂိုးတွေက6ကြိုက်ထဲမှာတက်ပင်ပိတ်သွင်းရတဲ့ဂိုးတွေကတော့80ရာနေ90ရာခိုင်နှုန်းတရာမှာအလုံး80ရာနေ90ရာနေဂိုးရနိုင်ရှိရဲ့လို့ ီအဲ့ဒီအချက်လက်တွေကပြောရပေါ့လေဒါကြောင့်မယ်ကျွန်တော်တို့အဝေးကန်ချက်ကနေတဆင့်ကိုးရတဲ့အခြေအနေတွေကိုဒီဘက်ခင်မှာတိတ်မမြင်ရတဲ့အခြေအနေပါ data တွေကိုစပြီးတော့ပြောင်းတဲ့ data တွေကိုစပြီး analyze လုပ်တာကဒုတိယကဘာစစ်အပြီးမှာပေါ့လေစလုပ်တဲ့သူကဘောလုံးပါလာရှင်တယောက်ပြီးတော့စည်ရင်းကန်တယောက်သူက British Tower လေးတက်တာစည်ရင်းကန် ုတိယကမ္ဘာစစ်ပြီးတဲ့အခါသူ့အိမ်ကိုပြန်လာပြီးတော့ဘောလုံးပွဲတွေကြီးတဲ့အချိန်မှာသူကြီးကျင်တဲ့အချက်လက်တွေကိုမရတော့တဲ့အချိန်မှာသူကိုယ်တိုင်ဒီအချက်လက်တွေကိုစုဆောင်းပြီးတော့ဒီအချက်လက်တွေပြန် analyze လုပ်တယ်။အဲ့လို analyze လုပ်တဲ့အချိန်မှာရာကိုးနှစ်ကိုးထပ်ပို့ပြီးတော့တွဲနိုင်တဲ့အသင်းတွေကအနိုင်ရအောင်တည်ကြတယ်။ရာခိုင်နှုန်းများတယ်ဆိုတဲ့အချက်လက်မျိုးဆွဲထုတ်နိုင်တယ်။အဲ့ဒီကနေတဆင့်ဒီအချက်လက်တွေကိုသူကစုစုစည်းနဲ့ analyze လုပ်တယ်။အဲ့ဒါကိုတည်သွားတဲ့ Brandford အသင်းရဲ့ manager ကသူ့ကိုခေါ်ပြီးတော့အကြံပေးပြခံတယ်။အဲ့ဒီနောက်ပိုင်းမှာ ဒီ Brandford အတင်းကတန်းစင်းစောကနေလွတ်လာတယ်။အဲ့နောက်ပိုင်းမှာသူ့ရဲ့ချက်လက်တွေကိုအသုံးချပြီးတော့ဒီကိုရောင်းမှုအတွက်ပို့ပြီးတော့ Brandford အတင်းမန်နေဂျာအားဆိုင်တယ်။အဲ့ရန်တစ်စင်းတန်းစင်းစောကလွတ်တယ်။အဲ့မှာ သူစပြီးတော့ဘောလုံးနဲ့ပတ်သက်တဲ့ analyst ဖြစ်နာမည်ကြီးလာတယ်။အဲ့နောက်ပိုင်းမှာသူ့ရဲ့စာရန်တစ်ခုကတော်တော်လေးတင်းရှာရှာဖြစ်ခဲ့တယ်။ဘောလုံးပေးဖို့မှု၃ချိန်နဲ့ကိုရနိုင်တဲ့အခြေအနေတွေရှိတယ်ဆိုရက်ဒီစာရန်ကိုဒီပေါ်ထုတ်လိုက်ပြီးတော့ဘောလုံးလောက အပြောင်းအလဲတစ်ခုစဖြစ်တယ် လောင်ဘောလို့ခေါ်တဲ့အတုံးလုံးစသုံးလာပြီးတော့ဒီကဲ့ဒီအသင်းတော်တော်များလောင်ဘောသုံးပြီးတော့ချင်းတူတူအတွင်း quick transition ပုံစံမျိုးနဲ့ကိုးရောက်လို့ကြိုးစားလာအဲ့ဒီကစတယ်ဒီပညာအပြောင်းလဲရာဒါပေမဲ့အဲ့လိုအပြောင်းလဲလာရင်ねအခုလက်ရှိ modern ဘောလုံးလောကကိုပြောင်းလဲစေတဲ့ပထမဆုံးပြောင်းလဲစေတဲ့အထက်ကအရေးကြီးတဲ့ဟာတော့1996ခုနှစ်မှာ Opta Company စပေါ်လာစပေါ်လာတော့ကသူတို့ကအခါသတင်းတောက်တွေကိုအချက်လက်တွေဝင်ပြဖို့ အချက်လက်တွေပြီးဦးအားသာသတင်းတော့တွေသူတို့ဆီအချက်လက်တွေတုံးပြီးတော့ဒီအားသာသတင်းတွေရေးနိုင်ဖို့ဆိုပြီးရွေးချက်နဲ့ပေါ်ထုတ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတခြားဒီ data တွေကို analyze လုပ်ပြီးတဲ့ company ပေါ်လာ Wise Scout တို့နောက်ပြီးတော့ Disturb ဘုံတို့ Instant တို့စတဲ့အဲ့ဒီ company တွေပေါ်လာတဲ့အခါဘလုံးပေးပို့ဖို့အသေးစိတ်ဘလုံးတွေဒီကစားသမားတွေရဲ့ရွေးချယ်မှုအသေးစိတ်ဒီအကုန်လုံးကိုဒီ AI နဲ့မှထည့်ပြီးတော့တွက်ချက်လာတာအဲ့ဒီနောက်ပိုင်းမှာ နီးစနစ်အပြောင်းလဲပြောင်းနေလာ ော့ data တွေကြောင့်ဒီစနစ်ပြောင်းလဲလောက်တာကချက်ချင်းရုပ်ရုပ်တော့ home နဲ့ပြောင်းတာမဟုတ်။ဟောစင်နဲ့စင်နဲ့ပြောင်းလာတယ်2010မှာပုံစံတစ်မျိုးပြောင်းတယ်2015လောက်မှာပုံစံပြောင်းတယ်2020လောက်မှာတော့ AI တွေကသုံးပြီးတော့ဒီကစားသမားတွေရဲ့လှုပ်ရှားမှုတွေ in game strategy တွေအားလုံးကအကုန်လုံးအသေးစိတ်တွက်ချက်လာပြီးတော့ပြောင်းလဲတွေလောက်လာကြတယ်။ဒါကဒီ data အကြောင်း data data အကြောင်းဖြစ်လာတဲ့ niche နဲ့ပြောင်းလဲတွေပေါ့လေ။ ဒီပြောင်းလဲကြောင့်ပဲအရင်တော့ကနီးပြတယ်ဆိုရင်ဘလုံးလောကမှာနှစ်20လောက်အတွေ့အကြုံရှိပြီးတဲ့ဒုမပဲနီးပြဖြစ်နိုင်တယ်ဆိုတဲ့အယူဆတွေပြောင်းသွားတယ်။အဲ့ဒီတုန်းကတော့ဒီနီးပြတွေကသူတို့ရဲ့အတွေ့အကြုံတွေသူတို့ရဲ့ဘလုံးလောကဖြတ်တန်းမှုတွေဒီသူတို့ရဲ့ပြဿနာဖြေရှင်းမှုတွေကိုအသိကိုယူလာပြီးတော့ဒီအသိကိုအကောင်းဆုံးပုံစံဖြစ်အောင်ပြုပြင်ဖန်တီးတဲ့စနစ်။ဒါပေမဲ့ဒီဘက်ခေတ် modern ဘလုံးလောကမှာတော့အဲ့လိုအတွေ့အကြုံမလိုတော့ဘူး။ အသက်ငယ်ငယ်နဲ့လည်းနီးပြဖြစ်နိုင်တယ်ဒါကြောင့်မဲ့ခုလက်ရှိ modern world လောကမှာလူငယ်နီးပြအများကြီးဖြစ်လာ Brighton သင်းရဲ့နီးပြ Hazela ဆိုရင်အသက်32နှစ်နဲ့ Brighton သင်းကိုနီးပြတယ် England Premier League တမိုင်းတစ်လျှောက်မှာအသက်ငယ်ဆုံးနီးပြဖြစ်ခဲ့တယ်ပြီးတော့သူ့လိုပဲခင်ရှားတဲ့နီးပြတွေဆိုရင်တော့ Adidas တို့နောက်ပြီးတော့ Tiago Motta တို့ဒီ Xavi Alonso တို့အဲ့လိုနီးပြတွေ Nigel Griezmann တို့ပေါ့လေအဲ့လိုနီးပြတွေကအသက်ငယ်ငယ်နဲ့ပဲဘောလုံးအသင်းအသင်းကိုကောင်းကောင်း နီးပြလာနိုင်တယ် manage လုပ်လာနိုင်တယ်ပေါ့လေအဲဒါက data တွေကြောင့်ပြောင်းသွားတယ်ပြောင်းလဲနေတာတခု queen twin ကစားပုံကိုပြန်ကြည့်လဲအရင်ဆုံးကကစားတာကဒီတိုက်ပွဲတစ်ပွဲကို လူနှစ်ယောက်အဲစီးကျင်းထိုးနေတဲ့တိုက်ပွဲတစ်ပွဲလို့ဘောလုံးကြီးကလုံးထုတ်လို့သွားနေမယ်ရှီကိုသွားလိုက်နောက်ကိုသွားလိုက်ပြန်ပြန်တင်းရတိုက်စစ်ဆင်လိုက်ကိုအတင်းရတိုက်စစ်ဆင်လိုက်အဲ့လိုကစားပုံမျိုးကစားတယ်ဒါပေမဲ့ဒီဘက်ခင်မှာတော့မဟုတ်တော့ဘူးဒီဘက်ခင်မှာက chest throw လို့ဖြစ်သွားသူဘယ်ဘက်ကိုရွှေ့မှာလဲ ဲ့တော့သူရွှေ့တဲ့အကွက်ရဲ့အားသာချက်အားနည်းချက်ကဘာလဲအဲ့ဒါကိုဒီကိုအသင်ကဘယ်လိုပုံစံမျိုးနဲ့ပြန်ပြီးတော့တံပြန်ပြီးတော့ကစားမလဲဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်။နောက်ပြီးတော့ in game strategy ပြောင်းလာတယ်။ကျွန်တော်တို့အခုဘောလုံးပွဲတွေကိုကြည့်မယ်ဆိုရင်ရန်ကုန်တန်းမှာ tablet တစ်ခုနဲ့အလုံးရှုပ်နေတဲ့လူပြောက်ကိုမြင်ရတယ်။အဲ့ဒီလူက real time analyst လို့ခေါ်တဲ့ဒီကစားသမားတွေဒီပြိုင်ပွဲတွေမှာဖြစ်နေတဲ့ကစားသမားတွေရဲ့ data တွေနောက်ပြီးတော့ပြိုင်ပွဲမှာ ဘယ်နေရာမှာဘလုံးထိချက်ပိုများတာလဲဘယ်နေရာမှာပိုပြီးတော့ဒီကစားမားတွေထိတ်ထိတ်တွေ့နေတာလဲဘလုံး possession ဘယ်နေရာမှာဆုံးရှုံးတာလဲဆိုတဲ့အချက်လက်တွေအကုန်လုံးကိုသူကရယူပြီးတော့နီးပြကိုသတင်းပေးနေတာအဲ့ဒီရတဲ့အချက်လက်ပေါ်မူတည်ပြီးတော့နီးပြက in game strategy ကိုပြောင်းပြတာကိုတင်းကဘယ်နေရာအားနည်းနေပြီဘယ်ကစားသမားကတော့ဒီရေလျားမှု movement တွေနည်းနေပြီစသဖြင့်အဲ့လိုဟာမျိုးတွေကိုအချိန်နဲ့တပြေးညီတည်နေတာကြောင့်ချက်ချင်းပဲအပြောင်းအလဲတွေလုပ်လာနိုင်တယ် in game strategy တွေဖြစ်လာတယ် ဒါကဒီဒါကဒီနေ့လက်ရှိနီးပြားတွေရဲ့အတုံးပြုနေတဲ့နီးစနစ်တွေရတခုနောက်တစ်ခုကတော့အပြောင်းလဲတွေဘောလုံးမတွေလည်းပါဘောလုံးမတွေကအရင်တော့လို့ဒီကြက်ခိုင်မှုတစ်ခုတွေကိုတိစောက်နေလို့မရတော့ပြိုင်မဲ့အင်းရဲ့ကစားသမားတွေရဲ့ဒီကစားပုံကိုကစားမဲ့ကစားကွက်ပုံမှာဒီကိုအတင်းကဘယ်ဘယ်ပုံစံနဲ့ကိုအတင်းကဘယ်ပုံစံနဲ့ကစားမလဲအဲ့ဒါလေးအကုန်လုံးကိုသူကလေ့လာနေရတယ်ပြီးတော့ပြန်ပြန်အတင်းရဲ့ကစားပုံကဘယ်နေရာအားနေတာလဲသူဘယ်လိုကစားမလဲဆိုတာကိုပဲ တူးချင်းအိမ်စားရင်းပုံစံမျိုးနဲ့လေ့လာနေရတယ်။မရှင်တော့ကြက်ခံမှုတိစားရုံနဲ့မဟုတ်တော့နောက်တစ်ခုကသူ့ရဲ့ခန္ဓာကိုယ်ရဲ့ဖြစ်တည်မှုတွေကိုပါအချင်းနဲ့တပင်းညီသိနေအောင်လုပ်နေရတယ်။အဲ့လိုလုပ်နိုင်မှပဲဒီဒဏ်ရာအခြေအနေတွေအဲ့ဒါကိုကာကွယ်နိုင်တယ်။ဒါကအပြောင်းလဲအဲ့လိုနီးစနစ်အပြောင်းလဲဒေတာတွေကြောင့်ဖြစ်လာတဲ့အပြောင်းလဲမှာထိခိုက်သွားတဲ့လူတွေပေါ့နော်။ဒီနီးစနစ်အပြောင်းလဲကိုမနိုင်နိုင်တဲ့လူတွေလည်းရှိတယ်။အော်နီးစနစ်ပြောရရင်အိုစီး ။ဟိုစီဆိုရင်အာဆင်နယ်အသင်းရဲ့တကယ်အကောင်းတဲ့ကစားသမားပရီးမီးယားလိမှာဖန်တီးမှုအကောင်းဆုံးကစားသမားရီယယ်မက်ဒရစ်မှာသူ့ရဲ့ကစားပုံအကြိမ်ကြိမ်သက်သေပြပြီးတော့ကစားမှာ။ဒါပေမဲ့အာဆင်နယ်ရုန်းကန်နေရတဲ့အချိန်နီးပြတဲ့ဒီအူနိုင်းအမ်ရီရောက်လာတဲ့ကောင်တာပရက်ဆင်းဟိုက်ပရက်ဆင်းကိုကစားခြင်းနဲ့နီးပြဒါပေမဲ့အိုဇေးစီမှာအဲ့လိုအားလုံးမရှိ။နောက်အာဒီတာရောက်လာတဲ့အဲ့လိုပဲဒီအိုဇေးစီမှာသူ့လူချင်းနဲ့လောအားလုံးမရတဲ့အခါအသင်းမှာကစားခွင့်မရတော့ဘူးလေ။ အဲ့လိုမျိုးနဲ့သင်ရဲ့အရင်ကုံရောက်လာနေလည်းရှိနောက်ပြောတော့ James Rodriguez ပေါ့ Real Madrid ကိုပေါင်63တန်းအဲ့ချိန်လုံးကပြောင်းချွေခြင်းအမြင့်ဆုံးနေတဲ့ကစားသမားတစ်ယောက်ဒါပေမဲ့လက်ရှိ Modern Bologna စနစ်ကိုမလိုက်နိုင်တာကြောင့်ဥရောပေါ်မှာကြာကြာမပြောင်းလို့မရဘူးတောင်းပန်ကောက်ပြောင်းရသွားတဲ့အထိဖြစ်တယ်နော်ဒါကဒီ high pressing လောက်အားနှုံးခက်ပြင်းပြင်းနဲ့နိုင်ရဖို့အတွက်အသုံးပြုလာတဲ့လက်ရှိနီးစနစ်တွေမှာအံဝင်လို့ဒီ ရန်ကုန်ရောက်သွားတဲ့ကစားသမားတွေကထင်ရှားတဲ့ကစားသမားတချို့အကြောင်းကိုပြောခဲ့တာပေါ့နော်။ဒီဘက်ကဘောလုံးသမားတွေက multi functional ဖြစ်နေဖို့လိုတယ်။ကစားသမားတယောက်ကို2နေရာ3နေရာလောက်ထိကစားနိုင်မှုလိုတယ်။အဲ့ဒါမှပဲဒီကိုယ့်အသင်းရဲ့လိုအပ်တဲ့နေရာတွေမှာဖြည့်ပြီးတော့ကစားနိုင်တဲ့ in game strategy တွေအတွက်အထောက်အကူပြုနိုင်တယ်။ဒါကြောင့်အဲဒီဘက်ကကစားသမားတွေကအရင်တော့ကလို့ကိုကြွကျင်တဲ့တနေရာလေးကစားလို့မရတော့မယ်နေရာကြီးပြောင်းရွှေ့ပြီးတော့ကစားတဲ့အခြေအနေလေးဖြစ်လာ။ဒီနီးစနစ်တွေ data တွေကိုအသုံးပြုဖို့အစောဆုံး Premier League အသင်းတွေက Liverpool နဲ့ Arsenal တွေ ီပေါ့ဒီက2012ခုနှစ်မှာအဲ့ဒီ data အတင်း data team တစ်ခုဖွဲ့လိုက်နောက်တစ်သင်းကအာဆင်နေအာဆင်နေကကျတော့သူ့ရဲ့အတင်းမှာဒီ data team ကိုဖွဲ့လိုက်တာမဟုတ်ဘူးသူကဝယ်လိုက်တာ American Chief Site ဒီအချက်အလက်တွေကိုထုတ်ပေးတဲ့ Stat DNA နေဆိုတဲ့အဖွဲ့အစည်းကိုဝယ်ပြီးတော့သူ့အတင်းမှာအသုံးပြုအဲ့တော့2012ခုနှစ်မှာသူတို့ဝယ်တော့ပေါင်နှစ်သန်းပေးရအဲ့ရတဲ့စင်ဒီတာတွေအသုံးချဖို့ကြိုးစားတော့ဒါက Premier League ရဲ့အသင်းတွေထဲမှာဆိုရင် data ကိုအသုံးချမှု စောဆုံးအသိနေလို့ပြောအောင်လေဒီနေရာမှာ magistrate နဲ့တဲ့အသိအောင် data အသုံးချမှုမှာတော်တော်လေးအားနည်းတဲ့အသိသူတို့အသိအောင်2021ခုနှစ်ထိ data team ရှိ2021ခုနှစ်အောက်တိုဘာမှာ data team ကိုစဖွဲ့တယ်အဲဒီ data team မှာ၄ယောက်လောက်ပါတယ်ဟုတ်လေဒါပေမဲ့2024ခုနှစ်မှာအဲ့ဒီ data team ကိုဦးဆောင်တဲ့ data ထွက်သွားတယ်ဒါကြောင့် data တွေနဲ့ပတ်သက်ရင် magistrate united အသိအောင်ကနောက်ကျတယ်ကစားခွက်အပြောင်းအလဲတွေ in game strategy တွေပြောင်းကျင်နေဆိုရင် ဒီပြအတွက်တိတာထင်ရှားတဲ့ထောက်ကူပေးပို့မှုထောက်ကူပံ့ပိုးမှုမရှိဘူးလို့ပြောလို့ရတယ်ဗောလေဒီပြတွေထဲမှာတော့ဂွာဒီယူလာကနီးစနစ်နဲ့ကစားကွက်နဲ့နောက်ပြီးတော့ကစားသမားတွေရဲ့အရေးချင်းတွေကိုပေါင်းစပ်ပြီးအသုံးပြုတဲ့နေရာမှာအအောင်မြင်ဆုံးဒီပြအဲဒီဂီတာကလို့ပြောကြပြီမဲ့ဒီဂီတာကအပြင်ခင်မီဒီနောက်ဆုံးမော်ဒယ်မော်အုံးကိုကောင်းကောင်းအသုံးပြုနိုင်တဲ့နီးပြတယောက်လို့ပြောမယ် ဘာစီလိုနာပြင်ပိုင်းမြင်းနဲ့အခုလက်ရှိမန်စီးတီစတဲ့အသင်းတွေမှာအောင်မြင်မှုတွေအများကြီးရခဲ့အဲဒီရခဲ့တဲ့အထဲကရေးပါတဲ့ချက်က data တွေကောင်းကောင်းအသုံးချနိုင်တာတော့မဖြစ်တဲ့အဲ့တော့ queen ထဲမှာတစ်ခါလေးမှာဘောလုံးပွဲအပြီးမှာ guardiola ကသူ့ကစားသမားတွေကိုဘောလုံးပွဲပြီးတာနဲ့တန်းပြီးတော့ဒီဆွေးနွေးတာတွေညှင်းခုန်တာတွေဝေဖန်တာတွေလုပ်နေရဆိုအဲ့ဒါကသူ့ရဲ့သူချမှတ်ထားတဲ့ in game discipline ကိုလိုက်မနာဘူးလို့ယူဆလို့သူအဲ့ဒါကိုတစ်ခါလေးတန်းပြောတဲ့သဘောပဲ တော့တခါလေးဒီလိုလုပ်တဲ့အပြုအမူတွေကတခြားနီးပြားတွေတော့ဦးဖန်ကြီးဖြစ်ခဲ့တယ်ဟိုရင်တော့ကနီးပြားတွေဆိုရင်သူ့ကိုသူကသူ့ကိုယ်သူဘယင်းသဘာလို့ထင်နေတာပါဆိုပြီးတော့ဝေဖန်တာမျိုးတော့ရှိခဲ့တယ်ဒါပေမဲ့ဒီဘက်ခေတ်ပေါ်တဲ့ဘုံလောကမှာတော့အင်ဂိမ်း strategy တွေကအရင်ရည်ကြည့်တယ် data ရရှိဖို့မှမူတည်ပြီးတော့သူတို့အသင်းရဲ့နီးစနစ်နီးပြားအပြောင်းလဲတွေကိုအများကြီးလုပ်နေရတယ်ပေါ့နော်ဒါကတော့ data တွေအချက်အလက်တွေကြောင့် ဘောလုံးလောကရဲ့ပြောင်းလဲသွားတဲ့အချက်လက်တွေတဲကတချို့အကြောင်းကိုပြောခဲ့တာပေါ့လေဒီနေ့တော့ဒီလောက်ပဲပေါ့နော်အော်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်စပေါ့အင်ဆိုက်ချန်နယ်ကို subscribe လုပ်ပြီးတောင်းဆိုပါရစေ